်မင်္ဂလာပါအကျန်းစာအုပ် channel ကနေဒီနေ့တင်ဆက်ပေးမှာကတော့ဗြိတိရှစာရေးဆရာကြီးစာကေရေးသားတဲ့ The Storyteller ဆိုတဲ့ဝတ္ထုတူကို ပုံပြင်ပြောသူဆိုတဲ့ခေါင်းစဉ်နဲ့ဘာသာပြန်တင်ဆက်ပေးထားတာဖြစ်ပါတယ်ပုံပြင်ပြောသူပူပြင်းလာသည့်နှိလေခင်းဖြစ်၍မြရထားတွဲအတွင်း၌လဲအိုက်ဆက်ဆက်ဖြစ်နေလေသည်နောက်ရမိတံပဲကုန်းပူတာကိုရောက်ရန်တနအီနီးပါးခန့်လူသေးသည် ယထာတွဲထဲတွင် ကလေး၃ယောက်ပါလာသည်မိန်းကလေး၂ယောက်နှင့်ယောက်ျားလေး၁ယောက်တို့ဖြစ်သည်သူတို့၏အတော်ဖြစ်သူကယထာတွဲတောက်မှခုံတွင်ထိုင်နေပြီးတစ်ဖက်ချမ်းကတောက်ခုံတွင် သူတို့အဖွဲ့ကမဟုတ်သည့်လူပြိုကြီး၁ယောက်ထိုင်နေလေသည်အတော်ဖြစ်သူနှင့် ကလေးများသည် စကားတခွန်းပြီးတခွန်းမပြီးနိုင်မစီးနိုင် အပြန်အလှန်ခွန်းတုံပြန်ပြောဆိုနေကြသည်မှာရင်ကောင်တကောင်ကတဝီဝီမီကမယမနာနှောက်ရှက်နေတဲ့ကဲ့သို့ပင်ထင်မှတ်ရလေသည် အတော်ဖြစ်သူဤစကားအများစုသည် မလုံနဲ့မကိုင်းနဲ့ဟူသော တားမြစ်သည့်စကားများဖြစ်ပြီးကလေးများဤစကားအများစုမှာဘာဖြစ်လို့လဲဟူသောအမေးစကားများဖြစ်လေသည်တစ်ဖက်တွင်ထိုင်နေသော လူပြိုကြီးဖြစ်သူကမူစကားပြောဆိုခြင်းမရှိဘဲတိတ်ဆိတ်စွာလိုက်ပါလာသည်ကလေးငယ်ကောင်လေးကထိုင်ကုန်ကူရှင်များကိုရိုက်ပုတ်ပြီးဖုံထအောင်ပြုလုပ်နေသည်ဖြင့်ဟဲ့ဆိုင်းရဲမလုံနဲ့မလုံနဲ့ဟုအတော်ဖြစ်သူက အော်ပြောလိုက်သည် လာလား ပရင်ပေါက်အပြင်ကိုလှန့်ကြည့်လိုက်ပါဦးဟုအတော်ကထပ်ပြောသည်။ကောင်လေးကမသွားချင်သွားချင်နဲ့ပရင်ပေါက်အနာကတ်သွားလိုက်သည်။ဟိုးကွမြင့်ထက်ကတိုးတွေကိုဘာလို့မောင်းထုတ်နေကြတာလဲဟုကောင်လေးကမေးသည်။မြက်တွေပုံများတဲ့တခြားကွင်းမြင့်စီကိုမောင်းပို့နေတာဖြစ်မှာပေါ့ဟုအတော်ဖြစ်သူကစိတ်မပတ်တပါနဲ့ပြန်ပြေသည်။ဒါပေမဲ့ဒီကွင်းမြင့်ထဲမှာမြက်တွေအများကြီးရှိသေးတယ်လေ။ကောင်လေးကမကြည်မနှက်နဲ့ပြောသည်။အဲ့ဒီမှာမြက်တွေရှိသေးတယ်။အန်တီ ဲ့ဒီကွင်းပြင်ထဲမှာမြက်တွေအများကြီးပဲတခြားကွင်းပြင်ကမြက်တွေကပိုကောင်းလို့ဖြစ်မှာပေါ့ကွယ်ဟူအတော်ဖြစ်သူကပြီးဆိုလဲပြန်ပြေးလိုက်သည်ဘာလို့ပိုကောင်းတာလဲဟူ၍ရှောင်းလွှဲရန်ခက်ခဲသည့်မိဘုံကိုကောင်လေးကပြန်မေးလေသည်အိုးဟိုနွားတွေကိုကြည့်လိုက်စမ်းပါဦးအတော်ဖြစ်သူကရေရွတ်လိုက်ပြီးရထားလမ်းတစ်လျှောက်ကွင်းပြင်တိုင်းလိုလိုတွင်တွေ့ရတတ်သည့်နွားအုပ်များကိုအထူးအဆန်းသဖွယ်ညွန်ပြ၍ကောင်လေးကိုအာယုံလွှဲရန်စူးစမ်းလိုက်သည် တခြားကိုမြင့်တဲ့ကမြက်ကဘာလို့ပိုကောင်းတာလဲလို့ဆိုင်းရဲကဆက်မေးနေလေသည် တဖက်ချမ်းရှိခုံကလူပြိုကြီးကလည်းမျက်မှောင်ကျုပ်၍လှမ်းကြည့်နေသည် ထို လူပြိုကြီးသည်ခက်ထန်၍ကိုချင်းစာစိတ်ကင်းမဲ့သူတယောက်ဖြစ်မိဟုအတော်ဖြစ်သူကစိတ်ထဲကမှတ်ချက်ပြုလိုက်သည်တခြားကိုမြင့်က မျက်များနှင့်ပတ်သက်၍ကောင်းလေးကျေနပ်လောက်စရာအဖြေကိုပေးရန်အခက်တွေ့၍နေလေသည် ထိုစဉ်ကလေးမလေးကမန္တလေးသို့သွားရလန်းဟူသည့်ကြပြားကို စရွတ်လိုက်သဖြင့်အာယုံလွဲသလိုဖြစ်သွားခဲ့သည်ကလေးမလေးသည်ကြပြာဤပထမဆုံးစာကြောင်းကိုသာတည်တော်လဲကြံဖန်ပြီးကြပြာကိုရအောင်ရွတ်ဆိုနေသည်ထိုကြောင်းတဲ့ကိုသာကျဲလောင်သော အတန်ဖြင့်ထက်ခါထက်ခါကြော့၍ရွတ်ဆိုနေခြင်းဖြစ်လေသည် ကလေးမလေးသည်ထိုစာကြောင်းကိုအခေါက်နှထောင်ခန့်မြမယမနာရွတ်ဆိုနိုင်လိမ့်မည်မဟုတ်ဟုတစုံတစ်ယောက်ကသာလောင်းကြီးထက်ထားခဲ့ပါမူထိုသူသည်ဧကံမုတ်ချလောင်းကြီးရှုံးပေလိမ့်မည်ဟု တစ်ဖက်ကုံတွင်ထိုင်နေသောလူပြိုကြီးကတွေးနေမိလေသည်ကလေးများ၏အတော်ဖြစ်သူသည်တစ်ဖက်ချမ်းခုံမှလူပြိုကြီးက သူ့ကိုနှစ်ကြိမ်ယထာအရေးပေါ်ကြိုးကိုတစ်ကြိမ်ကြည့်နေသည်ကိုမြင်လိုက်သည်ဖြင့်ကလေးတို့ဒီလိုလာပြီးပုံမြင်နားထောင်ကြပါအောင်ဟုခေါ်လိုက်လေသည်ကလေးများကလည်းအတော်ဖြစ်သူရှိရာယထာတွဲတောင်းခုံစီတို့မတော်ချင်တော်ချင်နဲ့တွားကြရလေသည်ကလေးများ၏အခြေအနေကိုကြည့်ရသည်မှာအတော်ဖြစ်သူကပုံပြောကောင်းသူမဖြစ်နိုင်လောက်ဟု ထင်မှတ်ရလေသည်နောက်ထောင်သူကလေးများက မကြာခဏဆိုသလိုသူတို့ဘဝင်မကြသည့်အကြောင်းအရာများကိုမိဘများမိကကြားဖြတ်နှောက်ယှက်ကြတော့လဲအတော်ဖြစ်သူကကိုကိုကိုယုံကြည်ချက်ရှိသောအတန်ခတ်တိုးတိုးတို့ဖြင့်စွဲမဲ့စရာစိတ်ဝင်စားစရာမကောင်းသော ပုံပြင်တစ်ပုဒ်ကိုစပြောလေသည်ထိုပုံပြင်မှာစိတ်ထားကောင်းသည့်မိန်းကလေးတယောက်အကြောင်းဖြစ်ပြီးစိတ်ထားကောင်းသည့်အတွက်လူတိုင်းနဲ့လဲခင်မင်ရင်းနှီးစွာမိဖွဲ့တတ်သူဖြစ်သည် နောက်ဆုံးတွင် ထိုမင်းကလေးကိုချစ်ခင်လေးစားကြသောသူများကစိတ်ယူပေါက်နေသောကြွယ်ရန်တကောင်ဤယံမှ မင်းကလေးကိုဝိုင်းဝန်းကဲ့တင်ပေးခဲ့ကြသည့်အကြောင်းဖြစ်သည်သူကစိတ်ထားကောင်းတဲ့မင်းကလေးတယောက်မဟုတ်ရင်တော့လူတွေကတော့ဝိုင်းပြီးကဲ့တင်ပေးကြမှာမဟုတ်ဘူးလားကလေးမလေးအကြီးတယောက်ကစောတက တက်လိုက်သည်ထိုမင်းကမှတစ်ဖက်ကောင်မှလူပြိုကြီးကလည်းမေးချင်နေသောမေးခွန်းပင်ဖြစ်လေသည်အင်းဟုတ်တော့ဟုတ်ပါတယ်ဟုတ်အတော်ဖြစ်သူကအာရော်သောလေတံဖြင့် ဝန်ခံလိုက်ရသည်ဒါပေမဲ့လူတွေကသာအဲ့ဒီမိန်းကလေးကိုချစ်ခင်လေးစားတာမျိုးမရှိခဲ့ရင်အခုအညီပေးဖို့ဒီလောက်မြန်မြန်ပြီးလာကြမှာမဟုတ်ဘူးထင်တယ်ဟွန်းဒီပုံမြင်ကသမီးချဘူးသမီးပုံမြင်တွေထဲမှာအဆုတ်ချဆုံးပဲဟု ကလေးမလေးအကြီးတယောက်ကတက်ပြတ်တတ်တာမှတ်ချက်ပြုသည် ပုံမြင်ကခြာတူးလန့်လွန်းလို့အစပိုင်းပဲနားတော်မိတယ်နောက်ပိုင်းဆက်နားမထောင်တော့ဘူးကောင်လေးစားရဲကလည်းပြောလေသည်ကလေးမအငယ်လေးကမူ ုံမြင်နဲ့ပတ်သက်၍ဘာမှမပြောတော့လဲပုံမြင်ထဲကသူနှစ်သက်သည့်စာကြောင်းကိုတွတ်တွတ်နဲ့ထက်ကထက်ကရွတ်ဆိုနေသည်မှာကြာလာပြီဖြစ်သည်ပုံမြင်ပြောတဲ့နေရာမှာတော့အောင်မြင်တဲ့လူမဟုတ်ဘူးထင်တယ်နော်တစ်ဖက်ချမ်းတောင်းခုံမှာထိုင်နေသော လူမျိုးကြီးကရုတ်တရက်ပြောချလိုက်သည်ကလေးများဤအတော်ဖြစ်သူကမမျှော်လင့်ထားပဲသူ့ကိုတိုက်ခိုက်ပြောဆိုလာသဖြင့်လေးတန်းခတ်မှမှာဖြင့်ပြန်တုံ့ပြန်လိုက်သည်ကလေးတွေနားလည်နိုင်ပြီး ှစ်သက်လက်ခံနိုင်တဲ့ပုံမြင်တွေကိုပြောပြဖို့ဆိုတာတစ်ခက်ခဲတဲ့ကိစ္စပဲလေကျွန်တော်ကတော့သဘောမတူဘူးဗျခုလူပြိုကြီးကပြောသည်ဒါဆိုရင်ရှင်သူတို့ကိုပုံမြင်တစ်ပုဒ်တော့ပြောပြချင်းရင်ပြောပြပါလားအတော်ကချက်ချင်းခွန်းတုံပြန်ပြောလေသည်တမီးတို့ကိုပုံမြင်တစ်ပုဒ်ပြောပြပါဟု ကလေးအကြီးမကလည်းတောင်းဆိုလိုက်သည် တခါတော့ကဘာသာလို့ခေါ်တဲ့ကလေးမတယောက်ရှိတယ်ကွသူကအရန်အရန်ကိုစိတ်ထားကောင်းမွန်တဲ့ လူတော်လူကောင်းလေးတယောက်ပေါ့လူပြိုကြီးဖြစ်သူကပုံပြင်ကိုစတင်ပြောဆိုလိုက်လိသည်တခဏမျှနိုးကြားတက်ကြွလာခဲ့သောကလေးငယ်များဤစိတ်ဝင်စားမှုများသည် ချက်ချင်းပင်မေးမိန်သွားတော့သည်ပုံပြင်များအားလုံးသည်မိသူကပြောပြောထူးမခြားနာတပုံစံတည်းဖြစ်နေသလိုထင်ရလိသည်ဘာသာကပြောစကားနားထောင်လေမလေးမညာပဲအမှန်တိုင်းပဲပြောတတ်တယ်အဝတ်အစားတွေကိုလည်းတန်တန်ရှင်းရှင်းတက်တက်ရက်ရက်ထားတယ် နွားတို့ပူတင်းတွေကိုရိုးရီပါတဲ့မုံလိုသဘောထားပြီးစားတတ်တယ်။စားရီကိုလည်းတေချာလိလာတယ်။ယင်ကြီးတိမ်မွေးတဲ့မင်းကလေးတယောက်ပေါ့။သူကလှလာအကြီးမလေးကမေးလိုက်သည်။음တမီးတို့လောက်တော့မလှဘူးပေါ့။ဒါပေမဲ့သူကကြောက်စရာကောင်းတော့အောင်ကောင်းမွန်တဲ့လူကောင်းလေးတယောက်လေ။ကလေးများသည်ပုံပြင်ကိုအနှဲငယ်စိတ်ဝင်စားလာကြသည်။ကြောက်စရာကောင်းတော့အောင်ဟူသောစကားလုံးကိုကောင်းမွန်ခြင်းဟူသောအတိတ်ပဲနဲ့ တွဲသုံးလိုက်သည်ကကလေးများအတွက်အထူးအဆန်းဖြစ်နေလေသည်သူတို့၏အတော်ပြောပြလေးရှိသောစိတ်ကူးရင်ပုံပြင်များနဲ့မတူဘဲလက်တွေ့ပုံစံသည်ဟုထင်လာကြသည် လူပြိုကြီးကဆက်ပြောသည်ဘာသာကအရန်လေမာပြီးအရန်တော်အရန်ကောင်းတဲ့အတွက်စုတစိတွေလည်းအများကြီးရခဲ့တယ်အဲ့ဒီစုတစိတွေကိုသူ့ရဲ့ဝတ်စုံမှာအမြဲတမ်းချိတ်ဆွဲထားတယ်လေနာခံတတ်မှုအတွက်ကစုတစိတစ်ခု အချိန်မှန်တိကျမှုအတွက်ကစုတစိတစ်ခု အဲနောက်ပြီးတော့အမှုအကျင့်ကောင်းမွန်မှုအတွက်စုတစေတခုလည်းရှိသေးတယ်။တတုနဲ့လှုပ်ထားတဲ့စုတစေတွေဆိုတော့သူလမ်းလျှောက်တဲ့အခါစုတစေတွေကတခုနဲ့တခုရိုက်ခတ်ပြီးတချွင်းချင်းမြည်နေတော့ပေါ့ကွယ်။အဲသူတို့မျိုးမှာဘယ်ကလေးမှအခုလိုစုတစေ၃ခုလောက်ရထားတာမရှိဘူးလေ။ဒါကြောင့်ဘာသာကတကယ်ကိုထူးခြားထက်မြက်တဲ့ကလေးတယောက်ဆိုပြီးဒူးတန်းကတိကြတာပေါ့။ကြောက်စရာကောင်းလောက်အောင်တော်တာပဲဟုတ်ဆိုင်ရကမှတ်ချက်ပြုလိုက်သည် လူတိုင်းကသူ့ရဲ့ကောင်းချောင်းတွေကိုပဲပြောဆိုနေကြတယ်။သူတို့အတိုင်းပြည်ရဲ့အင်ရှင်မင်းသားကအဲ့ဒီအကြောင်းကိုကြားသိရတဲ့အတွက်ဘာသာလေးကိုချီးမြှင့်တဲ့အနေနဲ့မြို့ပြင်မှာရှိတဲ့မင်းသားရဲ့ဥယျာဉ်ထဲမှာတပတ်တစ်ကြိမ်လမ်းလျှောက်ခွင့်ပြုပေးခဲ့တယ်လေ။အဲ့ဒီဥယျာဉ်ဟာအရန်ကိုတာယာလှပပြီးဘယ်ကလေးမှဝင်ခွင့်မရခဲ့ဘူးပါဘူး။ဒါကြောင့်ဘာသာအတွက်ကတော့အဲ့ဒီဥယျာဉ်ကိုဝင်ခွင့်ရတာဟာဂုံယူစရာအခွင့်အရေးကြီးတစ်ခုပေါ့။ဥယျာဉ်ထဲမှာတိုးတွေရောရှိလား။ဆိုင်းရဲကမေးလိုက်သည် ဟင်းအင်းသိုးတွေမရှိဘူးကွာလူပြိုကြီးကပြန်ပြေးသည်ဘာလို့သိုးတွေမရှိတာလဲဟူသောဂျောင်ပိတ်မေကွန်းသည်စူးစမ်းတက်သောကလေးများစီကထုံးစံအတိုင်းပေါ်ထွက်လာလေတော့သည်လူပြိုကြီးဖြေရခက်ပြီးအထင်နဲ့ကလေးများဤအတော်ဖြစ်သူကသွားများပင်ပေါ်အောင်တစ်ချက်ပြုံးလိုက်သည်ဥယျာဉ်ထဲမှာသိုးတွေမရှိဘူးကွလူပြိုကြီးကဆက်ပြောသည်ဘာလို့လဲဆိုတော့မင်းသားကြီးရဲ့အမေက သူ့သားဟာတိုးတကောင်ကြောင့်တေဆုံးရတာမျိုးဒါမှမဟုတ်나ယီကြီးပြုတ်ကြလို့တေဆုံးရတာမျိုးပြစ်သွားနိုင်တယ်လို့အိမ်မက်မက်ဘူးလို့ပဲအဲ့ဒါကြောင့်မင်းသားကြီးကသူ့ဥယျာဉ်ထဲမှာတိုးတကောင်မှမထားသလိုသူ့နန်းတော်ထဲမှာလည်း나ယီတလုံးမှမထားခဲ့ဘူးလေကလေးများဤအတော်ကအံ့ဩချီးကျူးမိသွားတော့လေသူ့အမူအရာကိုမရိပ်မိအောင်ထိမ့်ချုပ်ထားလိုက်ပြီမင်းသားကတိုးကြောင့်တေးတာလားဒါမှမဟုတ်나ယီကြောင့်တေးသွားတာလား ဆိုင်းရယ်ကမေးလိုက်သည်음 तू ကအခုထိအသက်ရှင်နေတော့မှာပဲဒါကြောင့်အိမ်မက်တွေတကယ်မှန်မှန်မှန်ဆိုတာမသိနိုင်ဘူးလေလူပြိုကြီးကအေးအေးဆေးဆေးဆက်ပြောသည်ဘလို့ပဲဖြစ်ဖြစ်ဥယျာဉ်ထဲမှာတိုးတွေမရှိပေမဲ့နေရာအနှံ့ပြီးလွှားနေတဲ့ဝက်ကလေးတွေတော့အများကြီးရှိတယ်သူတို့ကဘာအယောင်တွေလဲ음မျက်နာကဖြူပြီးတကိုယ်လုံးမဲနေတဲ့ဝက်တွေအဲအဖြူရောင်မှာအမဲကွက်လေးတွေပါနေတဲ့ဝက်တွေ တကူလုံးအမဲရောင်ဖြစ်နေတဲ့ဝက်တွေမိခိုးရောင်မှာအဖြူကွက်လေးတွေပါနေတဲ့ဝက်တွေတကူလုံးဆွတ်ဆွတ်ဖြူနေတဲ့ဝက်တွေရောပေါ့ပုံမြင်ပြောသူ လူပြိုကြီးကဥယျာဉ်နဲ့ပတ်သက်သောအချက်လက်များကိုကလေးများဤစိတ်ကူးထဲတွင်စိတ်ဝင်ပုံပေါ်မိစေရန်ခိတ္တမြရနာပြီးမှဆက်ပြောလေသည်ဘာသာကဥယျာဉ်ထဲမှာပန်းပင်တွေမရှိတာတွေ့ရတော့စိတ်မကောင်းဖြစ်သွားတယ်ကျင်နာတတ်တဲ့မင်းသားကြီးရဲ့ဥယျာဉ်ထဲကပန်းတွေကို လုံးဝမခူးပါဘူးလို့ဒုက္ခများများ မျက်ရည်ဆန်းဆန်းနဲ့သူ့အတော်တွေကိုဂတိပေးခဲ့ရတာလေသူလည်းဂတိတီအောင်စူးစမ်းမလို့ပါပဲဒါပေမဲ့ဥယင်ထဲမှာကခူးစရာပန်းတော်မရှိတော့သူဂတိပေးခဲ့ရတာကရည်စရာဖြစ်နေတာပေါ့ဘာလို့ပန်းနေမရှိရလဲဝက်တွေကအကုန်စားလိုက်လို့လေခုလူမျိုးကြီးကချက်ချင်းပြန်ဖြေသည်ဥယင်မူကဝက်နဲ့ပန်းဆိုတာအတူတူထားလို့မရဘူးလို့ပြောခဲ့တယ်ဒါကြောင့်မင်းသားကြီးကဥယင်ထဲမှာပန်းမင်တွေကိုမထားဘဲ ဝတ်တွေကိုပဲထားဖို့ဆုံးဖြတ်လိုက်တယ်လေမင်းသားဤဆုံးဖြတ်ချက်သည်အလွန်ကောင်းမွန်ကြောင်းသဘောတူသည့်တီတိုးတန်တစ်ခုထွက်ပေါ်လာသည်လူတော်တော်များများသည် အခြားနီးလန်းကိုသာဆုံးဖြတ်ရွေးချယ်ကြပေလိမ့်မည်ဥယျာဉ်ထဲမှာတခြားစိတ်ဝင်စားစရာတွေအများကြီးရှိသေးတယ်ရွှေရောင်အပြာရောင်အစိမ်းရောင်ငါးတွေရှိတဲ့ရေကန်တွေစကားပြောတတ်တဲ့လှပတဲ့ကြက်တူရွေးတွေခက်ပေါ်တီးတန်တွေကိုတီကျူးတတ်တဲ့ တေးတီငက်တွေနေထိုင်ကြတဲ့တစ်ပင်တွေလည်းရှိတယ်။ဘာသာလီဟာဥယျာဉ်ထဲမှာအလုံးပျော်ရှင်စွာရှောက်သွားနေရင်ငါသာထူးထူးခြားခြားကောင်းမွန်လိမ္မာတဲ့ကလေးတယောက်မဟုတ်ခဲ့ရင်ဒီလိုဥယျာဉ်ထဲဝင်ပြီးအခုလိုပျော်ရှင်ခွင့်ရမှာမဟုတ်ဘူးလို့တွေးနေမိတယ်။သူချိန်ထားတဲ့စုတစိတ်၃ခုဟာလဲသူလမ်းလျှောက်တိုင်းတချွန်ချွန်နဲ့မြည်နေပြီးတော့သူဟာတကယ့်ကိုကောင်းမွန်လိမ္မာတဲ့လူတော်လူကောင်းကလေးတယောက်ဆိုတော့ကိုဖော်ပြနေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲဝံပလွေကြီးတကောင်ဟာ သူ့ရဲ့ညစာအတွက်စူဖြိုးနေတဲ့ဝက်ကလေးတစ်ကောင်ကိုဖမ်းဖို့အတွက်ဥယျာဉ်ထဲကိုဝင်ရောက်ချောင်းချောင်းနေခဲ့တယ်။သူကရောက်ပါအောင်လဲကလေးများကစိတ်ဝင်စားဖြင့်ချက်ချင်းမေးမြန်းလိုက်သည်။အဲသူ့တကူလုံးကရှွန့်လို့အယောင်မျိုးပေါ့။သူ့ရှာကတော့အမဲယောင်ဖြတ်တော့တော့နဲ့သူ့ရဲ့မိခိုးရောက်မျက်လုံးတွေကအင်မတန်ကြမ်းတမ်းရိုင်းဆိုင်တဲ့ပုံပေါက်နေတာပေါ့။ဥယျာဉ်ထဲမှာသူပထမဆုံးမြင်လိုက်ရတာကဘာသာကိုပဲ။ဘာသာရဲ့အင်ဂျီက အဆက်အပြောက်တွေမပါပဲဖြူဖွေးတန်ရှင်းနေတာကြောင့်အဝေးကြီးကနေတော့မြင်နေရတယ်လေဘာတာကလည်းဝင်းပလီကြီးကိုလှမ်းမြင်လိုက်တယ်ဝင်းပလီကြီးကသူ့စီကို တိတ်တဆိတ်ချင်းကလာတာတွေ့လိုက်ရတော့သူသာဒီဥယျာဉ်ထဲကိုဝင်ခွင့်မရခဲ့ရင်တိတ်ကောင်းမှာပဲလို့တွေးလိုက်မိတယ်ဘာတာလည်းတက်နိုင်သလောက်အမြန်ဆုံးထွက်ပြေးခဲ့တယ်ဝင်းပလီကြီးကလည်းခုံပြန်ကြော်လွားပြီးသူ့နောက်ကိုအပြေးလိုက်လာတယ်ဘာတာက ခြုံပုတ်တွေရှိတဲ့နေရာစီကိုပြေးသွားခဲ့ပြီးတော့အထူဆုံးခြုံပုတ်တစ်ခုထဲမှာဝင်ပုန်းနေလိုက်တယ်။ဝင်ပူလေကြီးကခြုံပုတ်အကိုင်းအခက်တွေကြားမှာအနံ့ခံပြီးလိုက်ရှာနေတယ်။သူ့ရဲ့အမဲရောင်ရှာကြီးကပါဇက်ထဲကနေထွက်နေပြီးမိခိုးရောင်မျက်လုံးတွေကလည်းဒေါသနဲ့အတူတောက်ပလိုနေတယ်။ဘာသာဟာအရန်ကိုထိတ်လန့်နေခဲ့ပြီးတော့ငါသာထူးထူးခြားခြားကောင်းမွန်လိမ္မာတဲ့ကလေးတယောက်မဟုတ်ခဲ့ရင်ဒီအချိန်မျိုးထဲမှာလုံလုံချုံချုံနဲ့ရှိနေမှာပဲလို့ တွေးနေမိတယ်လေဒါပေမဲ့ခြုံဘုတ်ကအရွက်တွေက အနက်အရန်ပြင်းတဲ့အတွက်ဘာသာဘယ်မှာပုံနေတယ်ဆိုတာကိုဝံပလီကအနက်ခံလို့မရခဲ့ဘူးခြုံဘုတ်တွေကလည်းအရန်ထူတဲ့အတွက်ဝံပလီဟာအချိန်အကြာကြီးရှာဖွေရင်တော့မှဘာသာကို တွေ့ဖို့မလွယ်ဘူးလေဒါကြောင့်ဝံပလီကတခြားဝက်ကလေးတစ်ကောင်ကိုသွားဖမ်းတာကပိုကောင်းလိမ့်မယ်လို့တွေးလိုက်တယ်ဝံပလီကသူ့အနားမှာချောင်းမြောင်းပြီးအနက်ခံနေတာကြောင့်ဘာသာကလည်းတုံ့လုံနေခဲ့တာပေါ့ အဲ့ဒီလိုသူတုံလုံနေတဲ့အခါနာခံမှုအတွက်ရခဲ့တဲ့စုတစိတ်ကအချိန်မှန်မှုနဲ့အမှုကျင့်ကောင်းတွေအတွက်ရခဲ့တဲ့စုတစိတ်တွေကိုပချွင်ချွင်နဲ့တော့တိုက်မိနေတယ်လေဝံပလူကြီးကထွက်ခွာဖို့ပြင်နေတော့မှာပဲတချွင်ချွင်မိသံကိုကြားလိုက်ရတဲ့အတွက်ရက်ပြီးနားထောင်လိုက်တယ်အဲ့ဒီအတန်ဟာသူ့အနာကခြုံပုတ်တစ်ခုတည်းကထပ်ပြီးမိလာပြန်တယ်အဲ့ဒါနဲ့ဝံပလူကြီးရဲ့ကြမ်းတမ်းတဲ့မိခိုးရောင်မျက်လုံးတွေဟာအာရဝမ်းသာစွာနဲ့တောက်ပသွားပြီးတော့ ခြုံပုတ်ထဲကိုပြေးဝင်သွားပြီးဘာသာကိုဆွဲထုတ်လိုက်ပြီးကြိုက်ဖြတ်စားတော့ပြစ်လိုက်တာပေါ့သူ့ရဲ့ဖက်နှက်တွေအဝတ်အစားအပိုင်းအစတွေနဲ့ကောင်းမွန်လိမ္မာထူးချွန်မှုတွေကြောင့်ရရှိခဲ့တဲ့စုတစိတ်၃ခုပဲကြံရင့်ခဲ့တယ်လေဝက်ကလေးတွေရောတကောင်ကောင်များတည်သွားသေးလားမတည်ပါဘူးအကုန်လုံးလွတ်သွားကြတယ်လေပုံပြင်ကအစပိုင်းမှာတိတ်မကောင်းဘူးဒါပေမဲ့အဆုံးသက်ကတော့အရင်ကောင်းတာပဲဟုကလေးမလေးအငယ်တယောက်ကပြောလေသည် တမီးကြားဘူးသမျှထဲမှာတော့အကောင်းဆုံးပုံမြင်တစ်ပုတ်ပဲအကြီးမလေးကလည်းထောက်ခံလိုက်သည်ตาကြားဘူးသမျှထဲမှာလည်းဒီပုံမြင်ကအလှပဆုံးပဲဆိုင်းရဲကလည်းပြောလိုက်သည်ကလေးများ၏အတော်ဖြစ်သူစီကမူမတူကွဲပြားသည့်ထင်မြင်ချက်ထွက်ပေါ်လာလေသည်ကလေးငယ်လေးတွေကိုပြောပြဖို့လုံးဝမတင်တော်တဲ့ပုံမြင်တစ်ပုတ်ပဲကလေးတွေကိုနှစ်ပေါင်းများစွာ အချိန်ယူပြီးယူတဆိုင်တင်ကြားပေးခဲ့ရတာတွေကိုရှင်ဖြည့်စည်းလိုက်တာပဲ။ ဘလို့ပဲဖြစ်ဖြစ်လေကျွန်တော်သူတို့ကို7မိနစ်လောက်တော့အတန်တိတ်သွားအောင် ထိန်းထားနိုင်ခဲ့တယ်လေခမည်းအဲ့လိုမလုပ်နိုင်ခဲ့ဘူးမလားလူပြိုကြီးကယထာတော်မှထွက်ခွာရန်အတွက်ပစ္စည်းများကိုတိမ့်နေရင်ပြောလိုက်လေသည်တံပယ်ကုန်းပူရာယုံပလက်ဖောင်းအတိုင်းလျှောက်သွားနေသောလူပြိုကြီးကမှတ်ချက်ပြုရေရွတ်လိုက်သည်ဒီအမျိုးသမီးကအတုတ်ကိုကန်ဆိုးတာပဲအ ਨੇ စုံနောက်ထပ်6လလောက်အထိကတော့ဒီကလေးတွေက ကလေးတွေအတွက်မတင်တော်တဲ့ပုံပြမျိုးကိုပြောပြဖို့သူ့အတော်ကိုလူတွေကြားထဲမှာတကြီကြီးနဲ့ပူဆာနေကြတော့မှာပဲ။